ပြည်တွင်းမှာရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးခန္ဓာ12ခုအနက်ယခုနှစ်ဧပြီလကွန်အထိစွန့်ရင်ခန္ဓာမှောင်းအများဆုံးရင်းနှီးမြှုပ်နှံထားကြရလို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှသိရပါတယ်။ ဒီလိုရင်းနှီးမြုပ်နှံထားရာမှာရင်းနှီးမြုပ်နှံမှုစုစုပေါင်းရဲ့28သရမ3ရာခိုင်နှုန်းရှိပြီးဒုတိယမြောက်အနေနဲ့ရေနှမ်းနှင့်သဘာဝဓာတ်ငွေခန်းနာမှာစုစုပေါင်းရင်းနှီးမြုပ်နှံမှုရဲ့24သရမ69ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ ။ဒါအပြင်ကုံထုံးလုံးမှုခန္ဓာမှာ14သရမ49ရာခိုင်နှုန်းအသီးသီးယင်းဤမြုပ်နှံထားကယခုနှစ်ဧပြီလကုန်အထိပြည်တွင်းမှာယင်းဤမြုပ်နှံထားတဲ့နိုင်ငံ내ဒေသပေါင်း53ခုအနက်ယင်းဤမြုပ်နှံမှုအများဆုံးပြုလုပ်တဲ့နိုင်ငံ내ဒေသတွေကစင်ကာပူ၊တရုတ်နဲ့ထိုင်းနိုင်ငံတို့ဖြစ်တယ်လို့သိရပါတယ်။ MIC ရဲ့သုံးမြင့်ဆောင်2025ချိန်မြောက်အစည်းအဝေးပေါင်းဆောင်ရွက်စဲလက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့မတည်ငွေရှင်သုံးမြင့်ချင်အပါဝင်ဆက်မှုခန်းနာနဲ့ဝန်ဆောင်မှုခန်းနာတို့မှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်3ခုနဲ့ဆက်မှုခန်းနာမှမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်6ခုတို့ကိုခွင့်ပြုပေးခဲ့ပြီးအဆိုပါလုပ်ငန်းတွေရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏဟာအမေရိကန်ဒေါ်လာ35ဒသမ8တန်းနဲ့ငွေကျပ်တန်းပေါင်း ပေါင်းကျော်ဖြစ်ပြီးအလောကရခွင့်လန်းပေါင်း980ခုဖန်တီးပေးနိုင်မယ်လို့သိရပါတယ်ရှင်။